အားလုံးပဲမင်္ဂလာပါခင်ဗျဘာမီအင်္ဂလာရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ trip အသေးစားလေးထွက်ပြီးတော့ rocking သွားပစ်ထားတဲ့ရလာတဲ့ငါးတွေကိုကျွန်တော်တို့ဘာတွေလှုပ်ရှားထားလဲဆိုတဲ့ video လေးကို like ပါကြည့်ရှုအားပေးကြပါအောင်ခင်ဗျတို့တွေကို twin အောင်လမ်းနဲ့ဘာဖိလို့ခေါ်ပြောစရာ call on no no ကျွန်တော်တို့သွားမယ်ကျုံလေးရတော့ဖိုးကလာကျုံပဲဖြစ်ပါတယ်ခင်ဗျအဲအဲ့ဒီဖိုးကလာကျုံဆိုတဲ့ကျုံလေးကိုသွားမယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့လိုင်းကောင်လှီလေးနဲ့တယောက်ကို900 1000လောက်တော့ပေးရတယ်ဗောနော်ကျွန်တော်တို့9မိနစ်လောက်တော့စီးရပါတယ်ခင်ဗျ9မိနစ်လောက်စီးပြီးရင်တော့ကျွန်တော်တို့သွားခြင်းနဲ့ကျုံကိုရောက်ပါပြီခင်ဗျတို့ရွာထဲမှာအားလေးကြောက်နေဝင်ဝင်ဘူးနော်ဟုတ်တယ်တိုင်းရောမကြည့်ရအောင်ဟုတ်ပါရှိတယ်ဟုတ်တယ်ဘယ်မှာပြောရောခိုင် ကျွန်တော်တို့အဲအထိုင်လေးချပြီးပြီဆိုတာနဲ့ဂိုင်းနန်တွေကိုကျွန်တော်တို့စတင် ်ပြင်ဆင်နေပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ login တွတ်ပစ်ပါမယ်ခင်ဗျ login ပစ်တာကကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တယောက်တည်းတွားထားတဲ့အဲဗီဒီယိုတွေတုန်းကဆိုလို့ရှိရင်ပေါ့နော်အဲ့နေရာတွေကငါအရင်ကို깟ပါတယ်ခင်ဗျကျွန်တော်တို့ moving color ဆိုလို့ရှိရင်ကျွန်တော်တို့ GT တွေငမီးစင်းနေရာအုပ်လိုက်ကိုအဲဝင်ပြီးတော့ကျွန်တော်တို့ငါးပေါက်လေးတွေကိုဝင်ရောက်စားတောက်တယ်ပေါ့နော်ကျွန်တော်တို့အဲ့အချိန်မှာအယုတ်နဲ့ custom ပစ်တာကိုဟိုအချင်း rocking တွားကြတာများတယ်ပေါ့နော်အဲဒါလည်းကျွန်တော်အဲ rocking တခါတည်း ပစ်ထားတဲ့ဗီဒီယိုလေးကိုဒီထဲမှာတင်ဆက်ပေးလိုက်ပါရခင်ဗျ အဲကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်အဲ့ဒီနေရာတွေကလုံးဝငားကြိုက်ကောင်းတယ်ပေါ့နော်အဲ့နေရာတွေငားအရန်ကြိုက်တယ်အဲတခါသွားပြီဆိုရင်3-5កောင်တော့ကတော့ AC တတားလေးရတယ်ခင်ဗျအခုနောက်ပိုင်းကရတဲ့နေရာကိုလူတော်တော်များများကတိသွားတော့ကျွန်တော်တို့အဲ့နေရာကိုပဲအဲအားလုံးအနီးနီးလာကြတယ်ပေါ့နော်အဲ့နေရာကိုလာကြတော့ငားတွေကအဲ့နံမှာတော်တော်လေးအုပ်ကွဲပြီးတော့မျိုးတုံးလောက်တဲ့ ठी ကိုဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးအဲမိပြီဆိုရင်လည်း အဲကျွန်တော်တို့ရေကြိုမှာငရံဆွဲနီးဆွဲလို့မရပါဘူးခမ။ဘာဖြစ်လို့လဲဆိုတော့ rocking ရဲ့သဘောတဘာဝကလှိုင်းကျိုးတွေရှိတယ်။ရှေ့မှာကြောက်ဆောင်တွေရှိတယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့အဲလှိုင်းရဲ့လှိုင်းရဲ့လှိုင်းအဲလှိုက်ထားတဲ့အချိန်မှာကျွန်တော်တို့ငါးကိုလှိုင်းနဲ့မျောပြီးတော့ကိုယ့်ရဲ့ကန်ဆက်ကိုအဲတခါလဲဆွဲတင်ရတဲ့အနေထားလေးနဲ့တင်ရတာပေါ့နော်။အဲ့ဒါမှလည်းကျွန်တော်တို့ ဟိုငါအလုတ်ကိုအဲကျွန်တော်တို့နားကိုရောက်မှာပေါ့နော်ငါပြီးရင်ကျွန်တော်တို့အရှိမကြောက်ဆောင်နေရှိတဲ့ခါကျရင်ကျွန်တော်တို့အရှိကိုနည်းနည်းသွားတာလာလာလေးတော့အဲလုတ်ပေးရတယ်ခင်ဗျာဟိုရွှေတီရွှေလေးတော့နည်းနည်းလေးလုတ်ပေးရတယ်မလုတ်ဖဲနဲ့ကျွန်တော်တို့တသမတ်ထက်တနေရာထဲမှာထိုင်ပြီးတော့အဲငါ့ကိုကြောက်နေမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီငါပြုတ်နိုင်ကြီးဟန်ထွက်ပါဆန်ရှိပါတယ်ခင်ဗျအဲ့ဒါလေးလာပြောတာပါဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ကျွန်တော်တို့တခုအကြံပေးချင်တာကတော့ပေါ်ပင်သွားတာပဲဖြစ်ဖြစ်ရော့ကင်သွားတာပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ရော့ကင်မှာဆရာကြသွားပြီဆိုလို့ရှိရင်ပေါ်ပင်လောက်ကို ကျွန်တော်တို့တတလေးအဲတိတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဘာကြောင့်ရော့ကင်ကိုပို့ပြီးတော့ဆရာကြမှပေါ်ပင်ကို AC ဖြစ်သွားပြီလို့ပြောတာလဲဆိုတော့ကျွန်တော်တို့ရော့ကင်တမားတွေဆိုတာကအဲရော့ကင်တစ်ခါထွက်ပြီဆိုလို့ရှိရင်အောက်ကအဲကြောက်ကိုအဓိကကဂိူးဆိုင်ကတာများတယ်ပေါ့နော် အကောင်သေးသေးမီလို့ကျွန်တော်တို့ ဘာမှမဖြစ်ဘူးဆိုတော့ဆိုပေမဲ့တကယ်တကယ်အကောင်ကြီးမိတဲ့အခါမျိုးတွေမှာဆိုရင်အန်တရယ်ကိုကျွန်တော်တို့အသက်နဲ့ရင်းပြီးတော့အဲ့အကောင်မျိုးတွေကိုတင်ရတာဖြစ်ပါတယ်ခမဒါကြောင့်မို့လို့ကျွန်တော်တို့ rocking သွားတဲ့အဲညီကိုတော်တော်များများကလုံးဝဆရာပူကြပါတယ်ဒါကြောင့် rocking ကိုကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင်အဲပြစ်နိုင်သွားပြီဆိုရင်ကျွန်တော်တို့ popping လောက်ကို acc ဆော့လို့ရသွားပါပြီခမအဲ့ဒါလေးလေးလာပြောပြတာပါ နော်။ဟောအနယ်လေးကိတ်တယ်။မရှိဘူးဆိုတော့ဒီကောင်ဟိုကလောက်ရှိမလားလို့80သားလောက်တော့ရှိနေရှိရဲရှိရဲ80သား80သားမှာပဲ။အဲ့တော့မိုးရင်လွတ်တော့မလို့ကြောက်နေညိနေတာတော်သေးလို့ရှိရလီတာကျိုးခံထားလို့လီတာကျိုးသာမခံနိုင်ပြုတ်တယ် ပြီးရင်ကျွန်တော်နောက်တစ်ခုပြောချင်တာကလည်းကျွန်တော်တို့အဲ rocking သမားတွေဆိုတာကအရှိမလီတာကျိုးလေးခံပြီးတာပို့ကောင်းပါတယ်ခင်ဗျ။ဘာကြောင့်လီတာကျိုးခံခိုင်းတာလဲဆိုတော့ကျွန်တော်တို့ PE ကျိုးတွေကကြောက်နေထိပြီဆိုတာနဲ့မိကလေးနေအောင်ပြက်ပြက်တက်ပါတယ်ခင်ဗျ။ကျွန်တော်တို့အရှိမလီတာကျိုးဖြစ်ဖြစ်အဲတနည်းအားဖြင့်ကျွန်တော်တို့အနည်းဆက်ဆုံးပေါ့နော်။အဲအစီကျိုးဖြစ်ဖြစ်အဲ့လိုလေတောက်တောင်တင်းတင်းလေးတစ်ခုလောက်ကိုခံထားပြီးမှဆိုရင်ကြောက်ထီတွေပါရေဆိုရင်လီတာကျိုးတို့အစီကျိုးတို့ကပုံးယုံလောက်ပဲရှိတာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးပြက်တာတွေ ပါရအရင်နေပါတယ်ပြီးရိုးဆိုရင်တော့မရဘူးခင်ဗျကျွန်တော်တို့ကြောက်နေတိပြီဆိုတာနဲ့မြည်ကလေးနေအောင်တစ်ချက်ပဲခင်ဗျပြတ်သွားတာပါအဲအဲ့ဒါလေးလဲကျွန်တော်လာပြောပြတာပါခင်ဗျဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျ။ဟာလန်တဲ့နေသားကတော့ကောတယ်နော်။လာရှုပ်လို့တော့မရဘူး။ဒါကတော့ကျွန်တော်တို့ပို့ထားတဲ့မိဖို့လေးပေါ့။ကျွန်တော်ဆိုမှုပါ။ဒါဒီထဲမှာတော့ JQ JQ ရှိမယ်။ đúng rồi share chế khiu nhớ là sẽ vậy chú đâu sao giờ sao giờ chờ nó đi đã yếu sâu yếu sâu yếu sâu chút mồi nhỉ lỡ đố à mang cái tao này về Ồ, bữa nay làm đồ mùi này လုံးဝတဘာဝဆိုတာဒါပြောတာလာချုပ်လို့တော့မရဘူးမဘာကူးမှမပေါ့ဘာမလို့ကျွန်တော်တို့ရလာတဲ့ငားလေးကိုအခုလိုပဲအဲလက်လက်ဆက်ဆက်ကိုတခါတည်းกินပြီးတော့စားတဲ့လူကစားတယ်ဟို rocking ပဲဖြစ်ဖြစ်ပေါ်ပဲဖြစ်ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ခရုဆိုင်သွားကြပါ အဲကျွန်တော်တို့အထိခိုက်မှုအရန်လွယ်တဲ့နေရာတွေဖြစ်သောကြောင့်အဲကျွန်တော်တို့ rocket သမားတွေကပို့ပြီးတော့အစသအရာကူးဆိုင်ရပါတယ်။ဒါလေးလာပြောရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော်ဘာမီအင်္ဂလာကအကိုအေးဇက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုရဲ့ channel လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်သွားဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းလည်းစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။တို့တွေကိုတွေ့ရအောင်လားငယ်ပါဖိတ်လို့ခေါ်ပြောစရာ call on no no